င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DPP ရုံးမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်ဟာမြန်မာစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်ဧပြီလ18ရက်နေ့မှာတွေ့ဆုံသွားဖို့ရှိနေတဲ့အကြောင်းမလေးမေးသတင်းတစ်ပုဒ်မှာဖော်ပြပါတယ်အဲ့ဒီတွေ့ဆုံမှုမှာတော့မြန်မာနိုင်ငံရဲ့လက်ရှိအပြစ်ခတ်ရစဲရေးကိုတည်တံ့တိုးဖို့အတွက်စီအိုစုကိုတိုက်တွန်းတာတွေအပါအဝင်တခြားသောကိစ္စရပ်တွေကိုဆွေးနွေးသွားဖို့ရှိနေတယ်လို့ဝန်ကြီးချုပ်အန်နဝါကပြောပါရယ်။ မလေးရှားဝန်ကြီးချုပ်အနေနဲ့စစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုဟာပထမအကြိမ်ဖြစ်ပြီးအာဆီယံအနေနဲ့မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုအတွက်ဘုံသဘောတူညီချက်၅ရပ်ကိုကတိကဝတ်ပြုထားပေမဲ့ဒီအစည်းအဝေးကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတက်တက်နဲ့သာကျင်းပတာဖြစ်တယ်လို့လည်းသူကပြောပါတယ်။ဒါအပြင်မြမငလင်ပင်နဲ့ပတ်သက်ပြီးတော့မလေးရှားတပ်မတော်ကဦးစီးတဲ့ယာယီစေယုံအပါအဝင်အကူအညီတွေဆက်လက်ပေးရသွားဖို့အစိုးရအဖွဲ့ကသဘောတူထားကြောင်းသူကပြောပါတယ်။ မြန်မာနိုင်ငံမှာစစ်စင်ရေးတွေရပ်ဆိုင်းထားမှသာအကူအညီတွေပေးရမှာဖြစ်တဲ့အကြောင်းကိုလည်းရှင်းရှင်းလင်းလင်းပြောကြားခဲ့တယ်လို့အနဝါကပြောဆိုခဲ့ပါတယ်ခင်ဗျာ။ကြောက်ဆယ်မျိုးကငလင်တန်တင်းခဲ့တဲ့ရွှေသားလောင်းတောင်ပေါ်ကကြောက်တတာစီဒီမူလာအတိုင်းရှိနေတယ်လို့မြို့ကန်ပြည်သူတွေကပြောပါတယ်။အောင်ခန့်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရှင်းပါမယ်။ရှင်းပါမယ်ခင်ဗျာ။ ခိုင်းနှင်းကိုပို့ပြုပြီးလုခတ်ခဲ့တဲ့ငလင်းကြောင့်ကြောက်ဆက်မြို့မှာနေအဆောက်ဦး149လုံးဟာလုံးဝပြိုကျခဲ့ပြီးမြို့လုံးကြီးဝတိကိုက်ပျက်စီးခဲ့ပါတယ်။ကြောက်ဆက်မြို့မှာရှာဝေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ9ရက်နေ့ထိလုံဆောင်ခဲ့ရာတေဆုံးသူ100ရှိအောင်ဒဏ်ရာသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒါအပြင်စူကြီးရက်ကွယ်ရွှေတရလောင်းတောင်ပေါ်ကကြောက်တတာစီတီဟာလည်းထိခိုက်ပျက်စီးခဲ့တာကြောင့်တောင်အောင်ကရက်ကွက်တွေကိုအနေဆုံးဖြစ်သတ်မှတ်ပြီးအရေးပေါ်ပြောင်းရွှေ့ဖို့မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဖွဲ့ကလိုက်လံသတိပေးတာတွေပြုလုပ်ခဲ့ပါတယ်။မန္တန်များနဲ့ဇရက်များတွင်ခက်တော့ဟိုကြောက်တတာရက်လည်းလောလောတော့အဲမချက်တော့ဘူးပေါ့နော်။ဒီတိုင်းထားပြရတာထားပြမှာပေါ့ အဲ့တော့ဘလို့မင်းပြညာလေးနဲ့လောက်လိုက်လဲတော့မသိဘူးပေါ့အခုကမဖြတ်ပြမဖြတ်တော့ဘူးငါအဲ့ဟုတ်အဲ့လိုတကယ်လို့အဲ့လိုမျိုးဖြစ်နေဆိုရင်တော့အဲရှိလာနိုင်မှာပေါ့ဟုတ်ဒါပေမဲ့အဲ့လိုကြီးကအဲ့လိုကြီးကမြေရဲ့ခင်လေးကစီးရင်ကလေးချင်းဘယ်လိုပြောမလဲတမိုင်းနဲ့တမိုင်းဝင်အဲ့လိုကြီးကိုလည်းမထီလဲမထီရဲ့အဲ့လိုအဲ့လိုဖြစ်နေရပေါ့ဟုတ်သူကဘလို့လေးလောက်လိုက်လဲတော့မသိဘူးဖိတ်ချရလို့ဒီစက်ကွာမဖြတ်တော့တာထင်တာပါပဲဟုတ် ဟုတ်တယ်ဟုတ်တယ်ဆိုတော့အဲ့လိုမျိုးဟိုပြန်ပြီးတော့ညီလေးစားသွားလာနေနေကြရပေါ့နော်ဧဝရလလေးရင်းနေ့ည9:55မိနစ်လောက်ကကျောက်ဆယ်မြို့ကိုဗိုလ်ပြုပြီးငလင်ထက်မှန်လုတ်ခတ်ခဲ့ပါတယ်။ငလင်ထက်မှန်လုတ်ခတ်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအဆောက်အဦတချို့အနေငယ်ပြိုကျအက်ကွဲတာတွေရှိခဲ့ပါတယ်။ကျောက်တက်တာစီတီဟာဘူမိပြည်ဒတိုင်းနာချဲအရာပြိုကျနိုင်ခြေရှိတယ်လို့ပြောဆိုပေမဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလောလောဆယ်ရင်နာထားတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကပြောပါတယ်။အော်မလို့တော့ဘူးကြအဲ့ဒါကြီးအဲ့လိုတော့မလို့ကြောင်းမလို့ဖြစ်တာလေတော့ကျွန်တော်လည်းမပြောတတ်ဘူး။ပြောတတ်ဘူးဆိုတော့အခုကလောလောဆယ်အဲ့ဒါကိုမလို့ဖြစ်တယ်ယူရထားတယ်ပေါ့ဗျာ။သူကတော့အဲ့ဘွာတော့ဘူမိကတိုင်းလာတော့ဟိုရှိတယ်။အဲသူကတော့ပြုတ်ကြနိုင်ရင်ရှိတယ်ဆိုပြီးတော့တိုင်းလာတာပဲ။အဲ့လိုကအဲ့လိုကတော့ ဟိုပြုတ်ကြမယ်ဆိုရင်တော့ဆိုးရင်ရတာပေါ့ဗျာဟုတ်ဟုတ်တယ်တမိုင်းတမိုင်းတမိုင်းတင်ထောင်းတော့ကတမိုင်းကြည့်တယ်လက်ကလေးလူကတော့တချို့ကတော့ပြန်နေတဲ့လူကြီးတွေတချို့ကတော့ကြောင်နေတဲ့လူကြီးရှောင်းသားတွေရောအောင်ပေါ့ဟိုအင်းကြီးပြိုသားတွေလည်းရှိတော့ကြတော့ရှောင်းနေရတယ်ရှိတော့ပေါ့မြန်မာနိုင်ငံမှာအင်အားပြင်းငလင်လုခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေအတွက်4355ရောက်နေငလင်ဘေးသင့်သူ3900ကျော်ရှိခဲ့ပြီးနေအဆောက်အအုံ9000ကျော်ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါအပြင်ဘာသာရေးဆောက်အုံ4000နီးပါးနဲ့ဖျားစီဒီပေါင်း9600ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB ကဧပြီလ17ရက်နေ့ထိစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခံပါ မြန်မာပြည်အလဲပိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အပါအဝင်ဒေသတချို့မှာပြီးခဲ့တဲ့24နှစ်အတွင်းအင်အားတင်းတင်းရှိတဲ့မြင်းကလေးတွေထပ်ပြီးလောက်ခတ်ခဲ့တယ်လို့မိုးစလဌာနရဲ့ဧပြီလ14ရက်ဒီမနက်ထုတ်ပြန်ကြေညာသိရပါဗျ။ဒီကနေ့မနက်7:06မိနစ်ကျော်လောက်ကသခိုင်းတိုင်းမင်းကင်းမြို့အရှိမြောက်ဘက်28မိုင်လောက်အကွာအနက်28ကီလိုမီတာကိုဗဟိုပြုပြီး AR Richter scale 3.5အဆင့်ရှိအင်အားနဲ့ငယ်ရှိတဲ့မြင်းကလေးလောက်ခတ်ခဲ့တာပါ ဒီကနေ့မနက်8:24မိနစ်ကလည်းထန်းတပင်မြို့နားမှာအင်အားရစ်စတာစကေ3.8ရှိတဲ့ငလင်ဟာအနက်10ကီလိုမီတာကနေလောက်ခတ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဒီကနေ့မနက်အစောပိုင်းနာရီခွဲလောက်ကမကွေးတိုင်းတောင်တွင်းကြီးမြို့နားမှာအင်အားရစ်စတာစကေ9အဆင့်ရှိတဲ့ငလင်ဟာအနက်17ကီလိုမီတာလောက်မှာဗဟိုပြုလောက်ခတ်ခဲ့တယ်လို့သိရပါဗျာခင်ဗျာ။ စကိုင်းငလင်ဘဲတဲ့မြန်မာပြည်သူတွေနဲ့နယ်ဦးတောင်းလိုင်းရဲ့အတွက်အရေးပေါ်ရမုံငွေရှာပွဲကိုဂျပန်နိုင်ငံအိုဆာကာမြို့ကန်ဆိုင်ဒေသရောက်မြန်မာတွေကဧပြီလ13ရက်ကကျင်းပခဲ့ကြပါတယ်။မူလကတော်လန်တကြံအစီအစဉ်ဖြစ်စီစဉ်ထားခဲ့ပေမဲ့မတ်လ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်အခုလိုပြောင်းလဲကျင်းပခဲ့တာဖြစ်ပါတယ်။ရမုံငွေပွဲမှာစကိုင်းငလင်ဓာတ်ပုံပြကန်လဲခင်းချင်းပြသထားပြီးမြမအစားအစာနဲ့ရမုံငွေပစ္စည်းတွေရောင်းချတဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။ဒါအပြင် ဂျပန်တော်လိုင်းရေးမိတ်ဆွေတွေကအားပေးစကားပြောကြတာတော်လိုင်းရေးတချင်းတွေတည်ဆိုတာကြပြရွတ်ဆိုတာနဲ့ငင်းချမ်းရေးစူတောင်းပွဲစတဲ့အစီအစဉ်တွေကိုထည့်သွင်းကျင်းပခဲ့ပါတယ်။ရမုံငွေပွဲကလည်းရရှိလာတဲ့ငွေတွေကိုငလင်ဘေးတင်ဒေသတွေနဲ့တော်လိုင်းရေးအတွက်အထောက်ပံ့အဖြစ်ပေးပို့သွားမယ်လို့ပွဲအစီအစဉ်သူတွေစီကနေသိရပါတယ်ခင်ဗျာ။ DPP ရုံမြန်တန်ကြားနောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာ